မြန်မာမှာညစီခွန်အားဆောဆောင်မှနှစ်ခုဆက်တာပါတယ်။နိုဝင်ဘာလ18ရက်2025ခုနှစ်အင်ကာနီငါဒီမိုးကောင်းငယ်ပရိမောက်ကိုဖွင့်၍ကောင်းချီးမင်္ဂလာကိုကိုယ်စဉ်တိုးလောင်းမီမတိုးလောင်းမီကိုထူးထူးဆုံဆန်းကြလောမာလခီနာကတိချံခန်းချီသုံးခန်းငယ်တစ်စင်ကောင်းစဉ်ကဝါစွာစားရတော့အခွင့် သာသနာလုံငန်းနဲ့ပတ်သက်စရာအကြောင်းမရှိခဲ့တော့သူရှားရင်းရံဝါသနာပါသူတယောက်ကိုခရစ်တော်၏အမှုတော်မြတ်၌လုံဆောင်မှုရဲ့ပြင်ဆင်ပေးသောဆရာကြီးအိုးအေကိုလေးကိုကျွန်တော်ကျေးဇူးတင်ပါ၏ဆရာသည်ကျွန်တော်ကိုခရစ်ယာန်ဝန်ထမ်းလုံငန်းအဖွဲ့သို့ပို့ဆောင်ခဲ့သည့်နောက်အသက်တာတစ်လျှောက်မှာသာသနာလုံငန်းများနှင့်ရောရှာပါဝင်ခဲ့ရပါ၏ဆရာကိုလေးစားတော်လဲခင်မင်ရင်းနှီးတာမျိုးတော့မရှိပါဆရာကတော့ ဂျုံကိုလေးနှစ်မူတာ၍ရင်းနေပါ၏ဆရာကတော်သည်စာရေးသူတယောက်ဖြစ်သောကြောင့်သူမနှင့်ပြောစုဆက်ဆံရလေတိုင်းတခုခုတည်ရန်စာရလောက်အောင်ဝင်းကားနိုင်သောအစွမ်းစပါရမီရှိသူဖြစ်ပါ၏လူများနှင့်ခင်မိုးတဲ့ကတရားဟောသလိုဇနီးတဲ့ကလည်းတယောက်ချင်းမှတရားဟောကောင်းသူပါဆရာတို့သည်နိုင်ငံအနှက်ထင်ရှားသူဖြစ်တော်လဲကြွယ်ဝသူများမဟုတ်ပါချူချူချန်ချန်နှင့်အသက်မွေးရလောက်သောစာကူသာစားခဲ့ရပါ၏ဆရာကတော်ကအိမ်တော်ဖြူကြီးအတန်ကြာမှာ ရှင်ဝတ်တဖို့ဘင်းလူကျင်းကိုပြုံချောင်းပြောပြပါ၏အမှုတော်ဆောင်မိသားစုဖြစ်တော်လဲရှင်ဝတ်တဖို့ကို မထားခဲ့ပဲမိမိဘာသာရုံးကန်တော်အခါဘဲအာလူကဆွန်းချင်းမကူတာဗနနာပြုခဲ့ရကြောင်းတသိင်ခံပါ၏ရှင်ကန်တကြား သုံးတက်ဆွဲတက်၍သာပုံမှန်မပြတ်နေနိုင်ခဲ့တာပါသို့တော်ဆယ်ဝတ်ဖို့ဖယ်ထားပြီးအချိန်မှစ၍အချွေးငါလွတ်ကအချွေးကင်းသွားပါ၏ထို့နောက်ဘုရားရှင်ဒီဂရိတော်တိုင်းရှင်ရုံးမိသားစုကိုကောင်းချီးပေးသဖြင့်ဝါစွာဆ ਾਇ ရပါ၏ကောင်းစွာလည်းနေရပါ၏ပြည့်စုံကျွယ်ဝရသောအခွင့်ကိုပေးကြောင်းဆယ်ဝတ်ဖို့ပေးနိုင်ခြင်းဖြင့်ယုံကြည်သူများကောင်းချီးမင်္ဂလာကိုရဖို့တိုက်တွန်းခဲ့ပါ၏ကိုယ်တိုင်စံတန်၍ခံရသောအရာကိုဝမ်းသာအားရတသက်ခံယူမှုက အများသူကအကျိုးရှိအောင်နှိုးဆော်သောဆရာမကြီးတိုက်တွန်းမှုကိုကျွန်တော်တို့ဆင်ခြင်ကြပါစို့ကျွန်တော်တို့အားလုံးဒီဝါစွာဆ ਾਇ ရသောအခွင့်ကိုမျှော်လင့်ကြပါ၏ရှင်စင်းခရိယန်တို့အတွက်စီးဝါးရေးသည်မခက်ခဲပါပြည့်ရမကုန်းလူရင်မခမ်းပါဆေဝတ်တခုကိုဖျားရှင်အားပေး၍အစပွားသောကောင်းခြင်းကိုခံယူကြသောတသက်ရများရှိပါ၏အားလုံးဖျားရှင်ကောင်းချီးပေးပါစေ